ဖော်ဘောမာစာရေးပေးတမရအားလုံးမဲ့မြင်လာပါကျွန်တော်အခုဒါဆွေးနွေးသွားမယ့်အကြောင်းအရာကအဲပြီးခဲ့တဲ့မနေ့ကဖြစ်မယ်မနေ့တော့ကမနေ့တော့ Soccer House မှာဒီတပတ်တာအစီအစဉ်တွေအတွက်ကျွန်တော်ရက်ကွေးလို့တော့မေးချံမေးဆိုတဲ့ခန္ဓာပါတော့เนาะဆိုတော့အမေးချံမေးခန္ဓာမှာအကိုရဲရဲမေးတယ်ကျွန်တော်ကဖြေတယ်ကိုရဲရဲကမေးတယ်ဆိုတဲ့အခါဟာက ဒါပရိသတ်တွေကမေးထားတဲ့မေးခွန်းတွေအဲ့မေးခွန်းတွေကိုကိုယ်ရင်က तू စိတ်ကြိုက်မေးခွန်းကျွန်တော်ပေးထားတယ် तू ကြိုက်တာကိုရွေး तू ကြိုက်တာကိုမေးဆိုတဲ့ပုံစံမျိုးပေါ့နော် तू ကလည်းမေးကျွန်တော်လည်းဖြေတယ် तू ကောင်းမယ်ထင်တာလေရွေးပြီးတော့ဖြေရင်းနဲ့အဲတစ်ချက်ရက်သွားတယ်ကိုယ်ရင်ကခဏလေးနော်ဆိုတစ်ချက်ရက်လိုက်တယ်ရက်တဲ့အခါကျတော့ရက်ကူးကြီးလေးခဏလေးရက်လိုက်တယ်အဲ့လိုရက်တဲ့အချိန်မှာဒီအဓိကပါလို့ဆိုတော့မေးခွန်းနေမေးဖို့အတွက်အခက်အခဲကကြည့်နေရင်းနဲ့သူ့မေးခွန်းတွေက အမေလို့မကောင်းအဆင်မပြေဘူးဖြစ်ပြီးသားရဖြစ်နေအဆရှိသဖြင့်ဆိုကြော်ရတာကြော်ရတာသူကဒီကျွန်တော်ရိုက်ကူးရေးထဲမှာကျွန်တော်ပြန်လွှင့်တဲ့အခါကျရင်အဲ့လိုမျိုးဒီကြော်နေရတယ်ဆိုတဲ့ကိစ္စကြီးပေါ့နော်အကြာကြီးဖြစ်နေကျွန်တော်ကဒီတိုင်းထိုင်နေဒီကင်မရာတွေကဆက်ရန်နေဆိုကျွန်တော်ပါလာရင်မကောင်းဘူးညာမကောင်းတဲ့ခါကျတော့ခဏလေးရက်လိုက်ပြီးတော့မိကုန်းတွေကအမြန်လေးပြန်ကြည့်အောင်ပြန်ကြည့်တဲ့ခါကျတော့အဲကိုရဲကဘာလို့မင်းကောင်းမလဲ ဆိုပြီးတော့ခုနကြီးတစ်ချက်ကြည့်ပြအောင်ကျွန်တော်လည်းခက်မြန်မြန်ကြည့်လိုက်တော့ဘာပါလာလဲဆိုတော့တချို့ဟာလေးလည်းကျွန်တော်ဒါလေးတော့ကောင်းမယ်နဲ့တူတယ်ကျွန်တော်ဖြည့်ခြင်းတယ်နော်များသောအားဖြင့်ကတော့ကိုရဲသူစိတ်ကြမေးပြီးမယ်အဲ့လိုတစ်ခါလေးကြတော့သူမေးဖို့အရန်ကြက်သွားရင်အဲသူကျွန်တော်ရွေးခိုင်းအရိုက်နေရင်လည်းပဲရွေးတော့ဒါလေးအဲ့အဲ့ထဲမှာဘာပါလဲဆိုတော့ဒီဘုတ်ကြီးလေးအလုပ်လုပ်ပုံနဲ့ပတ်သက်ပြီးတော့တယောက်ကမေးထားတယ်စေဘွဲမှာခုနပွဲနိုင်အောင် တိုင်နေပိုကေရကစားနေဆိုမိကုံလေးဟောအဲ့ဒါတော့မဟုတ်ပါဘူးကျွန်တော်ကအဲ့လိုမဟုတ်ဘူးကျွန်တော်အဲ့ဒါကျွန်တော်အေးဆေးရှင်းပြမယ်အဲ့လိုရက်ထက်မေးလိုက်နော်အဲ့ကိုရန်ကစက်မေးတယ်မင်းကိုရန်အဲ့ဒါမိကြံခဲ့တာအဲ့ဒါမပါအောင်မပါသွားတဲ့အခါကျတော့အဲ့နောက်တစ်ပတ်ကျွန်တော်တို့ရိုက်ဖို့ပါပဲနောက်တစ်ပတ်ကျပြန်ထည့်မင်းတို့ဒါပေမဲ့ကျွန်တော်အဲ့ဒီကိစ္စနည်းနည်းအကျယ်လေးပြောချင်တယ်ကျွန်တော်မကြားခဏလေးပြောလို့ရှိပါတယ်အကျယ်လေးပြောချင်တဲ့အတွက်ဘယ်လိုလဲလှုပ်လှုပ်ကြတယ်လဲဆိုတာလေးကိုကျွန်တော်အခုဒီဗီဒီယိုမှာပြောပြမှာ ဆိုတော့ဟိုဒီလိုမျိုးဒီ button off ဒီဆိုတာက result ကိုကြိုသိနေပြီးတော့ design ဆွဲထားတဲ့ process မဟုတ်ဘူးညာဒါဒါတောင်တန်ရောတောင်တန်ရောအသိရှင်ကိုအဲ့ဒါသိတယ်ဗျာတောင်တော် knowledge တောင်မဟုတ်ဘူးတောင်တော်အသိလေးရှင်ကိုသိတယ်အရေးကြီးဆုံးကဘာလဲဆိုတော့ ဒီပုတ်ကြီးတိုင်နေပေါ့เนาะတိုင်ကြီးတွေဆိုလို့ရတယ်เนาะဒီနိုင်ငံတကာတိုင်ကြီးတွေသူတို့ရဲ့အလုပ်ကဘယ်သူနိုင်မလဲဆိုတာခံမမှုမဟုတ်ဘူးဘယ်သူနိုင်မလဲဆိုတာကပြည်သက်တွေကခံမှန်းလေပြည်သက်တွေကခံမှန်းပြီးတော့သူတို့စီမှာအဲဝင်ကစားကြတယ်ပေါ့သူတို့အလုပ်ကဘယ်သူနိုင်မလဲဆိုတာခံမှန်းမဟုတ်ဘူးသူတို့အလုပ်ကဘယ်သူပဲနိုင်နိုင်ငွေဘလောက်အမျက်ကြံမလဲသူတို့အလုပ်ကအဲ့လို့ ဆိုတော့အဲအဲ့စကားနှုတ်ကနော်ဒါဟိုနားထောင်တဲ့သူရှင်းပါပါဘသူနိုင်တယ်လဲသိဖို့မဟုတ်ဘသူနိုင်တယ်လဲသိပြီးတော့အဲ့နိုင်တဲ့အသင်ကိုသိနေပြီးတော့ကြေးတွေကိုအဲ့လိုကစားဖို့မဟုတ်သူအဲ့သူတို့လုံးမဟုတ်သူတို့ဘသူနိုင်တယ်လဲမသိကြဘူးသူတို့သူတို့အလုတ်ကဘသူပဲနိုင်နိုင်သူတို့အတော့ငွေကြေးအများဆုံးကြံ့ဖို့အဲ့ဒီခါကျတော့သူတို့ရဲ့ off တွေကိုသူတို့ရဲ့ဟိုဟိုဘက်ဒီဘက်ပရိသတ်နှစ်ဖက်စလုံးကို ဆက်ဆောင်ထားပြီးတော့ဟိုဘက်ဒီဘက်ပြိတက်မျှအောင်လုပ်တယ်ဟိုဘက်ဒီဘက်ပြိတက်မျှပြီးဆိုရင်သူတို့နိုင်ပြီလားအဲ့ဒီဟာက match fixing မဟုတ်ဘူးအဲ့လောက်ပွဲမဟုတ်ဘူး result တွေကြိုသိလို့မဟုတ်ဘူးသူတို့အလုပ်ကမျှအောင်လုပ်တယ်ဆိုတော့ကျွန်တော်ထပ်ပြီးရှင်းပြသွားမယ်နော်ဆိုတော့ဆိုတော့ off တွေကိုဒီပေါက်ကြီးတွေကိုပေါက်ကြီးတွေကိုဒါကျွန်တော် long sauce ဟိုလောင်းကျင်လောင်းတော့ကျွန်တော်အာ ကျွန်တော်ကအဲ့ဒီဟာကိုမတားစီဘူးအဲ့ဒီအပိုတွေလည်းကျွန်တော်ဒီဟိုဘယ်လိုခေါ်မလဲဆိုတော့ဒီဟာတွေကိုအားမပေးတဲ့အတွက်မဟုတ်ဘူးကျွန်တော်ကျွန်တော်စိတ်ထဲမှာ select တောက်တာလေမကောင်းလို့ပြောလို့ရတယ်ကြိုက်ရင်တောက်မကြိုက်ရင်မတောက်နဲ့သတိထားပြီးတော့အရက်တောက်တာလည်းမကောင်းကြိုက်ရင်တောက်မကြိုက်ရင်မတောက်နဲ့သတိထားပြီးလို့ကျွန်တော်ကိုယ်တိုင်လည်းအရက်လည်းတောက်တယ်ဆက်လေးလည်းတောက်တယ်ကောင်းရလည်းစားတယ်ဒါပေမဲ့ကျွန်တော်ကျွန်တော် training session ရုပ်တယ်ဆိုတော့ဒီမှာလည်းဒီကိစ္စလည်းဒီလိုပဲဆိုတော့ဒါအရှင်းအောင်ပြောထားတာအခုထပ်ပြီးတော့ပြောရအောင်ကျွန်တော် knowledge ကိုပြောပြတာ ဆိုတော့ပေါက်ကြီးတွေဟိုဘယ်လိုလုပ်လို့တလဲဆိုတာကျွန်တော် step by step တွေတွားရင်နံပါတ်1ဒီသူတို့မှာဒီဟို statistical models တွေရှိတယ်အဲ models တွေကဘာနဲ့တိစောက်ထားလဲဆိုတော့အများကြီးပဲဗျအဲ့ဒီဟာတော့ကျွန်တော်မပြောတော့ဘူးဒါပေမဲ့အကြမ်းမင်းပြောရရင်ပြီးခဲ့တဲ့ဟိုနှစ်ကာလတွေတလျှောက်ဒီအသင်းရဲ့ form ပြီးခဲ့တဲ့၅ဘွဲသို့မဟုတ်၁၀ဘွဲဒီအသင်းရဲ့ form ပြီးတော့ဒီအသင်း injury ဒီအသင်းရဲ့ဒီ suspension ကြီးပြီးတော့ ဒီအသင်းရဲ့ပွဲပန်းအခြေအနေတွေဘာတွေညာတွေဆိုတာလည်းသူတို့အချက်လက်တစ်ခုနဲ့ထည့်တယ်။ပြီးတော့ home away ဘယ်သူအိမ်ကွင်းလဲဘယ်သူအဝေးကွင်းလဲအဝေးကွင်းလဲဆိုတာလည်းသူတို့ထည့်တယ်။ပြီးတော့ HG data တွေကိုလည်းသူတို့အရင်ကတော့မထည့်ဘူးအခုဆို HG data တွေလည်းထည့်တယ်။ဟိုရနိုင်တယ်မြတ်အချက်လက်အကုန်ထည့်တယ်။ပြီးတော့ player radiance တွေရှိတယ်။အဲ player radiance တွေသူတို့သတ်မှတ်ထားတဲ့ model တွေနဲ့သတ်မှတ်ထားတဲ့ player radiance တွေအဲ့ဒီအချက်လက်တွေထည့်တယ်။ပြီးတော့ ဒီ tactical style နဲ့ match tempo တွေဆိုရှိတယ်။အဲ့ tactical style match tempo တွေကိုသူတို့ထည့်တယ်။ပြီးတော့ historical matchup data တွေကိုထည့်တယ်။အစရှိသဖြင့်ပေါ့အများကြီးအဲ့ဒီအရာတွေအကုန်လုံးကိုထည့်ပြီးတဲ့အခါမှာသူက fair probability တခုထွက်လာတယ်။အဲ့ဒါဘာလဲဆိုတော့အသင်း A နဲ့အသင်း B နဲ့ကစားမယ်။အသင်း A နိုင်နိုင်ခြေက60ရာခိုင်နှုန်းအဲ B99 ကအဲ25ရာခိုင်နှုန်းအဲ 15ရာခိုင်နှုန်း60ဆိုဒီဘက်က15ရာခိုင်နှုန်းတရေကြနိုင်ကြီးက25ရာခိုင်နှုန်းဆိုပြီးတော့ကျွန်တော်တို့အဲ့ပုံစံလေးတစ်ခုထွက်လာတယ်အဲ့တော့အဲ့မှာ formula ရှိတယ်အသေးစိတ် formula ဒီကိုကျွန်တော်မပြောတော့ဘူးအဲ့ဒါဟိုအရင်တော့တစ်ခေါက်ပြောဦးတယ်ဒါပေမဲ့အခုကတော့ကျွန်တော်လွယ်လွယ်ပြောရရင် fair of is equal to 1 divided by probability တစ်ကို အဲတစ်ကိုတဲတဲပြီးတော့ probability နဲ့စားတယ်ဆိုတော့ပုံစံမျိုးဆိုတော့ fair fair off is equal to 1 divided by probability ဆိုတော့ကအသိန်းတစ်သိန်းအသိန်းအရာ60ခန်းလုံးရှိတယ်အဲအသိန်းအရာ60ခန်းလုံးရှိတယ်ဆိုသူရဲ့ fair off က1.67လောက်ထွက်သွားလိမ့်မယ်အဲဆိုတော့အဲ့ဒီမှာအဲ့ဒီမှာတော့ဒီ bookie တွေက marginal လေးကိုလည်းကစားတယ်အဲ့ဒီ marginal လေးက maybe 5 or 8%ကြားလောက်မှာရှိတယ်ဆိုအဲ့အဲ့ကောင်လေးကို adjust လုပ်တယ်သူတို့အဲ့မှာသူတို့နည်းနည်းလေးသူတို့ခြံလာလိုက်သူတို့လုပ်တဲ့ပုံစံကသူတို့ team A အဲ့ပုံစံအတိုင်းပဲဒီ1 divided by probability နဲ့တွက်လိုက်တဲ့အခါမှာ60%ကတော့ရှိတဲ့သူအတွက်ဒီ fair off က1.67ထွက်လာတယ် prop maker ကနေပြီး adjust နည်းနည်းလုပ်လိုက်တယ်1.60ပဲပေးမယ်အဲ့ draw အတွက်က25%ထွက်လာတယ်ဆိုတော့ fair off က 4ရှ Four, ိမယ်25ဒီတယောက်တယောက်25နဲ့စားလိုက်တာပေါ့ဆိုတော့4ရှိမယ်အ4ရှိတဲ့အခါမှာဒီသူက4အတိမပေးဘူးသူတို့ကနည်းနည်းထက်ချန်တယ်3.80ဆိုလို့ချန်တယ်အဲ့လိုပဲအဲ team B ဆိုတာအနိုင်ရရရ15ခန်းတော့ဆိုရင်ထွက်လာတယ်ထွက်လာတဲ့အခါမှာသူရဲ့ fail off က6.67လောက်ရှိတယ် တို့အမှနည်းနည်းလေးထက်ခွာလိုက်တယ်6.2အဲ့တော့နောက်ဆုံးမှာကျွန်တော်တို့ကညင်ရပြီအဲဟိုအဖြစ် Manchester City နဲ့အဲ Fulham နဲ့ Manchester City အိမ်ဝင်းမှာကစားမယ်အဲဒါသဘောတရားတစ်ခုပဲပြတာ City အနိုင်အတွက်ဘက်မှာ1.6ရှိမယ်တေဘက်မှာ3.8ရှိမယ် Fulham ဘက်ကအနိုင်ကစားဖို့အတွက်6.2ရှိမယ်ဆိုတော့အဲ့ဒီဟာတော်လား fair off မှာသူတို့သူတို့ခွာထားပြီးသားအဲ့ဒါသူတို့သူတို့လုပ်တဲ့အလုပ်ကအဲ့ဒီလုပ်အဲ့တော့ဟိုဘက်ဒီဘက်ညပြီးသားတက်သူတို့ကအရန်အဆင်ပြေနောက်တစ်ခါသူပါပါလဲဆိုတော့ကျွန်တော်ဘတ်တင်ဒီမှာကျွန်တော်လောပြောအကောင့်ရှိတယ်ပေါ့သူတို့အကောင့်သူတို့စားတယ်ဒီဘက်မှာလည်း adjust လုပ်တာဆိုတော့အဲ့တော့အဲ့တော့အဲ့ဒီကောင်ထွက်လာတဲ့အခါမှာ sorry အဲ့မှာကျွန်တော်နည်းနည်းလောသွားပြီအဲ့တော့အတအတင်းထွက်လာတာမဟုတ်သေးဘူးအခုဒီတိုင်းရလာပြီเนาะဟို1.6ရယ်3.8ရယ်6.62ရယ်ဆိုပြီးထွက်လာပြီ ဲ့တော့အဲ့လိုထွက်လာတဲ့အခါမှာဒီကျွန်တော်တို့ step 3အနေနဲ့သူဘာလုပ်လဲဆိုတော့ဒီ human behavior တွေကိုသူတို့ ਨੇ adjust လုပ်တယ် smart money versus public money ဆိုတဲ့ပုံစံမျိုးတစ်ဖက်သေးကိုစုပြုံပြီးတော့တက်လာပြီဆိုတော့အဲ့မှာကျွန်တော်တို့ပြောတဲ့ offshift တွေကအဲ့မှာဖြစ်တာကြေးပြောင်းကြေးလွဲတွေကအဲ့မှာဖြစ်တာဘာကြောင့်လဲဆိုတော့တစ်ဖက်သေးကိုစုပြုံပြီးတက်တယ်ဆိုတာကဒီ ဟိုသူတို့အတွက် risk ပါလာပြီအဲတဖက်လည်းစူပရမီတက်ချင်းကသူတို့အများကြီးစားခြင်းသူတို့အများကြီးရောခြင်းဆိုတာဟာပါလာပြီလုံးဝသိကြပါတယ် Pocky Dine တွေဟာဘယ်တော့မှအဲ့လိုအဖြစ်မခံဘူးသူတို့ရက်တီနေတာသူတို့ရေရှည်တည်တန်းနေတာအဲ့လိုအများကြီးစားခြင်းအများကြီးရောခြင်းကြောင့်မဟုတ်ဘူးသူတို့အဲ့ဒီခါကျတော့သူတို့ဒီဘက်ကိုပြန်တက်လာအောင်လို့သူတို့ကကြီးစီကိုပြန်ပြီးလှော့ပေးတယ်မန်ချက်စတာစီးတီးဆိုထားပါတော့ ဟိုအရန်များလာပြီဆိုသူကြီးကထက်ထက်ထက်ပြီးတော့ကြတယ်မဟိုကျွန်တော်အခုမြန်မာအရက်ခေါ်ကြီးနဲ့ပြောလို့လွယ်အောင်ပြောရရင်အဲတလုံးသွင်းရင်90နိုင်နေတယ်မှာတလုံးသွင်းရင်10ရွာပဲနိုင်တော့မယ်အဲ55ရွာပဲနိုင်တော့မယ်ဒါ 1D အထိကြသွားတယ်ဆိုတာကအဲ့ခေါ်ရဲလို့ပါလို့ဆိုတာအဲ့ပေါ့လို့ပေးစားစကားလေအဲ့အဲ့အဲ့ကဒီဘယ်လိုခေါ်မလဲဆိုတော့ဒီ ဘူကီဘက်ကဘာလုပ်နေရလဲဆိုတော့ဒီဘက်ကိုပြန်တက်လာအောင်လုပ်နေတာ adjust လုပ်နေညှိနေတာကြီးကိုတော့ကြောင့်ညှိပြီးတော့ထိုးတဲ့သူပမာဏလူတချို့ကကြတော့လူတော့အရန်များတယ်လူအရန်များရင်ပဲဟိုဘယ်လိုခေါ်မလဲ amount ကကြတော့လူနည်းစုပမာရှိတယ်တချို့ကကြတော့ amount ကအရန်များတယ်အဲအဲ့အဲ့လူနဲ့ငွေ amount နဲ့တခါကြတော့လူညှိစရာမလိုလူလူအများကြီးညှိစရာမလိုဒီဘက်မှာဟိုနည်းနည်းလေးညှိလိုက်ရုံနဲ့ amount တွေဒီဘက်ကအများကြီး ဆိုလိုတာဒီမှာ10ယောက်က3သိန်းပဲလောင်းနိုင်ဒီဘက်က3ယောက်က3သိန်းပဲလောင်းနိုင်အဲ3ယောက်ထင်းနဲ့3သိန်းရပါတယ်ဆိုတဲ့ဟာမျိုးပေါ့ဗျာဥမာအားဖြင့်ဆိုရင်အဲ့တော့ဒီခါကျတော့လူကိုညှိရတယ်ဒီခါကျတော့အမောင့်ကိုညှိရတယ်ဒီခါကျတော့လူရောအမောင့်ကိုညှိရတယ်သူတို့အမြဲတမ်းအစအဆုံးဒီပွဲကစားနေတဲ့ကာလတစ်ချောင်းလုံးမှာသူတို့ဒီ formula တွေကနေထွက်လာတဲ့အရာအဲ့အရာကနေပြီးတက်လာတဲ့အနေအထားတက်လာတဲ့အနေအထားကိုအမြဲတမ်းတစ်ချိန်လုံး adjust လုပ်နေတာအဲအဲ့အဲ့သူတို့လုပ်တဲ့အလုပ်ကအဲ့လို အဲ့မှာရော့ဆက်ကြီးကိုကြိုတိလို့ဆိုဆိုမှတော့ဘိုဂီတိုင်းနေတုံးမအဲ့ဘိုဂီတွေရဲ့ပိုင်ရှင်တွေကအဲ့ဘိုဂီအလုပ်ကိုမလုပ်တော့တခြားဘုတ်ကမှသူတို့ထိုင်လောင်းတော့မှာဆိုလွယ်လွယ်ပြောရအောင်နောက်တစ်ခုက information flow information flow ဆိုတာက injury updates ကိုသူတို့အချိန်တိုင်းသိတယ်သူတို့အချိန်တိုင်းသိတယ်လူ public သိတဲ့ကိစ္စမှာသူတို့အစောဆုံးသိတယ်ဟိုအသိအမှန်ကိစ္စတွေတော့မှသူတို့သိနိုင်လောက်တဲ့သူတွေရှိတယ်သူတို့မှာအဲ့တစ်ချက် နောက်တစ်ခုကကြတော့ဒီအတွင်းရေး information တွေအတွင်းရေး information ဆိုတာကဘာလဲဆိုတော့အဲဒီဒီ key စင်အတွက်ဒီ weather အခြေအနေ training အကွင်းအခြေအနေဘာညာအဲ့ဒါလေးတွေဒါလေးနည်းနည်းပါသူတို့သိတယ်ကျွန်တော်တို့တာမန်လူတွေမသိတဲ့ဟာတွေကိုသူတို့ပိုသိတယ်ပေါ့ဗျာ information အပိုင်းမှာဆိုတော့အဲ့ခါကျတော့အဲ့လိုမျိုးဒီဒီ insider knowledge တွေပေါ့အဲ့ဒီ insider knowledge တွေကနေပြီးတော့ တချို့သော pattern လေးတွေမှာလည်းသူတို့ကအပြောင်းလဲနေနေရှိတယ်ဒါပေမဲ့အဲ့ဒီကိစ္စက match fixing မဟုတ်ဘူးအဲ့ဒါက information asymmetry လို့ပြောလို့ရတယ်အဲ့ဒီကိစ္စတွေကသူတို့အဲ့ဒီကောင်းနေသူတို့ adjust လုပ်တယ်ဆိုတော့အဲ့မှာကျွန်တော်တို့ကဒိုင်းနေရအဲ့လိုမျိုးအဲခေါ်လိုက်ပြီဆိုရင်ဘဏ္ဍပွဲမှာဘဏ္ဍပွဲနိုင်တယ်လို့ပါလို့မဟုတ်ဘူးတကယ်တော့ဒိုင်းနေရဟိုထိုးသားတွေကိုမှန်တော့မှန်လေပါမှန်လဲဆိုတော့ဒီဘက်ကိုပို့ပြီးတော့လောင်းစီကျင်လာပြီဒီဘက်ကိုပို့ပြီးလောင်းစီကျင်လာပြီ အဲ့ဒါကိုမှဒီဘက်ကိုစုပြုံတက်နေလေဒီဘက်ကအဲ့တော့စုပြုံတက်နေတယ်ဆိုရင် Manchester City က1ကို10ပြားရှုံးသွားမယ်ပြား30ရှုံးသွားမယ်တစ်ချိန်ချိန်မှာတော့ဒီဘက်ကပြန်အတက်ဝင်လာမယ်ဝင်လာပြီးတော့ adjust လုပ်တယ်သူတို့ညှိတယ်အဲ့လိုညှိလို့မရတော့အောင်ကိုအဲတပတ်တည်းကအဲ့လို risk ကြီးတဲ့ပွဲတွေလည်းသူတို့သူတို့ရှိတယ်ဒါပေမဲ့ပွဲအများစုကတော့သူတို့အဲ့ဒီအလုပ်ကိုသူတို့လုပ်တယ်ဆိုတော့ပဂီတိုင်းရဲ့အလုပ်က ဘသူနိုင်မလဲဆိုတော့သိဖို့မဟုတ်ဘူးဘသူနိုင်နိုင်အမျက်ကြံဖို့အလုပ်အမျက်ကြံဖို့အတွက်ငွေအဓိကအဖြစ်တော့ငွေဟိုဘက်ဒီဘက်ငွေမျှနေတယ်လူမျှမျှမမျှမျှငွေမျှနေဟိုဘက်ဒီဘက်ငွေမျှနေသူတို့တေချာပေါင်းမျက်အဲ့လိုမျိုးပွဲပေါင်းများစွာသူတို့အဲ့လိုလုပ်တာသူတို့အဲ့ဒါကြီးကိုမသိဘဲနဲ့ထိကနေရှိလုပ်ပွဲလုပ်ပွဲလုပ်ပွဲအဲ့လိုမျိုးကဒီရန်အော်နေကြတာဆင်းရဲပြောရင် တော့လောဘွဲကမရှိနိုင်ဘူးလားဆိုတော့ရှိနိုင်တယ်ဘလို့အခြေအနေမှာရှိနိုင်လဲဆိုတော့တကယ် lower divisions တွေတကယ် small domestic leagues တွေဟိုအိုးအောက်ခြေတန်းနေနိုင်ငံသူသေးလေးက league တွေအဲ့လိုအဲ့လိုမျိုး league ပြိုင်ပွဲတွေမှာတကယ် top flight match တွေမဟုတ်ပဲねအဲ့လို league ပြိုင်ပွဲတွေမှာဟိုဘယ်သူမှလည်းအရေးတယူနဲ့အရေးယူနေရမှာမရှိဘူးဆိုတဲ့ဟာမျိုးတွေမှာ လုတ်ချင်တိုင်းလုတ်နေကြတဲ့သူတွေရှိတယ်ကျွန်တော်ကျွန်တော်အဲ့ဒီဟာကိုဘယ်တော့မှမငြင်းဘူးနောက်တစ်ခါဒီဟိုနားလေဘူးကလုတ်ပွဲဆိုတာတွေဖြစ်လာရင် individual နဲ့ဆိုင်တယ်ဒီတကယ်တကယ် corruption ပေါ့နော် individual ရဲ့ corruption တော့မဟုတ် syndicate တွေအဓိကနေပြီးတော့ပဲရှိတယ် book maker တွေကိုယ်တိုင်ကမရှိဘူး solo တာက book maker တွေကလုံနေတာမဟုတ်ဘူး book maker တွေကနေပြီးတော့ဟို ဒီဒီ reset တွေကိုကြိုတိပြီးတော့လုံနေတာမဟုတ်ဘူးဒီ debuggy time တွေက reset တွေကိုကြိုတိပြီးတော့ Manchester City ကဒီဘက်မှာ4-0နဲ့နိုင်မယ်နော်ကြေးကိုဒီလိုဖွင့်မယ်ဆိုတဲ့အလုပ်မဟုတ်ဘူး Bomaker တွေကဒီ eye buggy time တွေကလွယ်လွယ်လေးပဲဒီဘယ်လိုခေါ်မလဲဆိုတော့ဟိုအားမြကြီးလို့ထင်တဲ့အားတစ်ခုကိုလှုပ်ပေးလိုက်ပြီးတော့ဟိုဘက်ဒီဘက်မျှအောင်လိုက်ညှိတဲ့အချိန်သူတို့ကသူတို့ဘယ်လိုပဲထုတ်ထုတ်လူတအူးချင်းချစားနေတဲ့သူတွေကအဲလူတအူးချင်းချစားနေတဲ့သူတွေက ဟိုလောက်တာမျိုးကတော့စီကောင်းရှိနိုင်တယ်လူတူးချင်းဆိုတာကျွန်တော်ကထိတန်လေးပြိုင်ပွဲတွေကဘောလုံးသမားတွေဟာပြောတာမဟုတ်ဘူးစောစောလိုပဲထွက်တဲ့ဟာကဒီဘယ်လိုပြောမလဲဆိုတော့လလန်းမမီနိုင်တော့အောင်အလန်းဝေးတဲ့နေရာတွေမှာအဲ့လိုအလန်းဝေးတဲ့နေရာတွေမှာဆိုရင်တော့အားရရှိနိုင်တယ်ဘာကြောင့်လဲဆိုတော့အိုးအောက်တန်းလေးပြိုင်ပွဲလေးတွေမှာလည်းကြီးတွေကထွက်နေတာဟုတ်ဘာလို့လဲဒါကြီးကအကုန်လုံးက model တစ်ခုတည်းထွက်လာရင်သူတို့ series A က လို့ဒီကြေးဖြစ်ဖြစ်ကျွန်တော်တို့ဒီအဲလာအိုကကြေးဖြစ်ဖြစ်ကြေးကဒီတို့မှာဒီ formula model တခုရှိနေပြီဆိုရင်အဲဒီထက်လည်းကြေးဆိုတော့ထွက်လာတာပဲဒါပေမဲ့စီးပြီးမှလုံးလို့မရရင်ပဲလာအိုမှာတို့မို့ကမ်ဘောဒီးယားမှာတို့မို့မြန်မာမှာဆိုတော့ဒီလိုနိုင်ငံမျိုးတွေမှာအဲ့အပေါ်မူတည်ပြီးတော့အဲ့အဲ့ဒီလာအိုကလိပြိုင်ပွဲမှာကစားနေတဲ့သူတွေကိုထွက်လာတဲ့ကြေးကဒီကြေးထွက်လာပြီ အမင်းတို့ဒီလိုကစားပြီးကမ္ဘောဒီးယားကိုထွက်လာတဲ့ကြီးကဒီကြီးထွက်လာမင်းတို့ကစားပြီးဆိုတာမျိုးတွေကရှိနိုင်တယ်ဒါကြောင့်အောက်တန်းလိပြန်ခွဲတွေမှာရှိနိုင်တယ်ပြောတာပုဂီတီဟာဘယ်တော့မှလုတ်ပွဲမလုပ်ဘူးပုဂီတွေကိုယ်တိုင်ဟာတပွဲလုတ်တာနဲ့သူတို့ရဲ့ license ရုပ်သိမ်းခံရမယ်သူတို့ရဲ့သူတို့ရဲ့ဒီတိဆောက်ထားတဲ့အရာကြီးအကုန်ပြည့်စည်သွားမှာဘာလုံးမှလဲသူတို့က ဥမာကျွန်တော်တို့ထားပါတော့ဟို Labrox ပေါ့ William Hills ပေါ့ William Hills ကနေရောလောပွဲပွဲဖန်တီးလိုက်ပြီဆိုတာ ਨੇ အဲ့ William Hill ကနှစ်ပေါင်းဆယ်စုနှစ်ပေါင်းများစွာရက်တည်လာတာလုံးဝရက်ဆိုင်သွားမှာဘာလို့မှလဲ Okay အဲ့ဒါကြောင့်မိုးကဟုတ်ကတွေပြောနေတဲ့သူတွေရဲ့အဲ့မိုးကဟုတ်ကတွေကိုနားယောင်နေတဲ့သူတွေရဲ့တော်ပါတော့လို့ကျွန်တော်ပြောချင်တာကျွန်တော်တို့ Mortal Gaming Authority ရှိတယ်နောက်တော့ UKGC ရှိတယ်ပြီးတော့ Asian regulator တွေရှိတယ်ဒီမှာထောက်ထောက်ထောက်သူတို့တရားဝင်ဆိုတော့အဲ့ဒါပဲသူတို့ဘသူတွေဘလို့လုံနေတယ်သူတို့စီမှာအကုန်ဝင်ချလာတာသူတို့ suspicious ဖြစ်မဲ့ကိစ္စတခုဝင်လာပြီဆိုတော့ ਨੇ အဖွဲ့ချုပ်တွေကိုသူတို့လှမ်းတိုင်တာသူတို့သူတို့ကသူတို့ကလုပ်ပွဲဖြစ်မှာတော့ချောင်းနေတယ်ဒီပိုကီတာနဲ့လုပ်ပွဲတကယ်လုပ်ပွဲတွေဖြစ်လာမှာတော့သူတို့ကချောင်းနေတာအဲ့အဲ့အဓိကအဲ့ဒါအဲ့ဒါကိုရှင်းပြခြင်းတာသူတို့ဟိုအရင်မတုံးစီခြင်း အဲ့မဟုတ်ကဟုတ်ကလေပြောနေရသူတွေကျွန်တော်အများကြီးပြောတယ်လာခဲ့ဒါမှမဟုတ်တနေရာမှာချိန်လိုက်ကျွန်တော်နဲ့အမထိုင်ပြောမယ် series a အကြောင်းကိုပြောရင်ကျွန်တော်အဲ့အကြောင်းတွေအကြိမ်ပေါင်းများစွာပြောခဲ့ပြီ series a calcium police ဆိုတာမြန်မာတွေရဲ့နာမည်တက်တော့လုတ်ပွဲဆိုပြီးတက်တာမြန်မာတွေနားလည်ထားတယ်လုတ်ပွဲမဟုတ်ဘူး calcium police ဆိုတာကဘာမှအဲ့ဒါလေးကဒီတော့တသေးလေးကိုတော့မှဒီလိုအကြီး ပြဿနာကြီးတစ်ခုတိုင်းပြည်တစ်ခုလုံးမုံတိုင်းဖြစ်သွားလောက်အောင်ကြီးမားတယ်ကယ်လ်ဆီယမ်ပေါ်လီဆိုတာကလိုဆီယမ်မော်ကီကနေပြီးတော့တိုင်းတွေကိုပတ်စံပေးတာလည်းမဟုတ်ကစားသမားတွေကိုပတ်စံပေးတာလည်းမဟုတ်ကစားသမားတွေလည်းမသိရဘူးနောက်ဆုံးဒိုင်းနီယာချထားကြီးမှာသူတို့မှာလည်းသူတို့ data တွေရှိတယ်အဲ့ဒီ data တွေနဲ့ပတ်သက်ပြီးတော့အဲ့ဒီ data တွေနဲ့ပတ်သက်ပြီးတော့ဒီဒိုင်းကတော့ဘလို့အမှုအကျင့်ရှိသလဲအဲ့ဒီဒိုင်းဟာဟုတ်သူတို့ကစားမဲ့ ပြိုင်ဘက်အတင်းရဲ့အမှုအကျင့်ကခက်ကြမ်းကြမ်းကစားတဲ့အတင်းဆိုရင်အနီအဝါအပြကျမ်းတဲ့တိုင်မျိုးသူတို့လိုချင်တယ်အဲ့တော့သူတို့လိုချင်တဲ့တိုင်ကသူတို့ပတ်စံသွားပြီးတာမဟုတ်ပြဿနာတက်သွားမှာအဲ့ဒီတိုင်ကလည်းဒီလူဆန်နိုမော်ဂီကပတ်စီကနေပတ်စံယူထားလို့အဲဟိုဘက်အတင်းကိုခက်ကြမ်းကြမ်းကစားတဲ့အတင်းကိုအနီအဝါတွေပြတာမဟုတ်ဘူးအဲ့ Juventus ကစားသမားတွေကိုတိုင်ကလည်းအဲ့ဒီလိုတွေလူဆန်နိုမော်ဂီကဒီလိုအဲ့ဒါတွေသူတို့မသိဘူးသိလို့လည်းမရဘူးပြဿနာတွေတက်ကုန်မှာအ ဆိုတော့မော်ဂီလောက်တာပါလို့ဆိုတော့ဒိုင်းနီယာချာတာကြီးကော်မတီပေါင်ထဲကနေပြီးတော့ဒိုင်းနီယာချာတာကြီးကငါတို့ဒီဒိုင်းလေးကြောင်းလို့ပြပါငါတို့ပွဲမှာအဲ့ဒါအဲ့ဒိုင်းကိုပတ်စံပေးထားလို့မဟုတ်ဘူးအဲ့ဒိုင်းရဲ့အမှုအကျင့်ဆိုတော့အဲ့ဒီအရာတွေသူတို့လိုက်လောက်တာအဲ့ဒီအဲ့ဒီအဲ့ဒီကိစ္စကိုလက်ဆောင်ပေးပြီးတော့သူတို့လိုချင်တဲ့ကွင်းလက်တိုင်းကြောင်းလို့အဲ့ကွင်းလက်တိုင်းကိုဝေပေးထားတာမဟုတ်ဘူးအဲ့ဒီကွင်းလက်တိုင်းဟာတဘောကဟိုအကအပြကျမ်းတဲ့သူဖြစ်ရင်ဖြစ်မယ်သူဂျန်ရဲ့ behavior က ပြန်မအတင်းနဲ့မတိုက်ဆိုင်အောင်ကို့အတင်းနဲ့တိုက်ဆိုင်တယ်အဲ့လိုတိုင်မျိုးလိုချင်လို့လို့တာအဲ့အဲ့လိုမျိုးဒီဒီလို့တဲ့ကိစ္စကြီးပေါ်သွားတာကိုကယ်စီယိုပိုလီလို့ခေါ်တယ်ဒါကျွန်တော်အလွယ်ဆုံးပြောရရင်ဆိုတော့ထားပါတော့နောက်ဆုံးပြောရရင်ဘော်ဂီတိုင်တွေက result တွေကိုကြိုတင်ခံမနိုင်စွာမရှိဘူး result တွေကိုကြိုတိပြီးတော့ထုတ်ထားကြေးတွေမဟုတ်ဘူးဘော်ဂီတိုင်တွေက တို့ရဲ့ model တွေနဲ့ထုတ်လိုက်တဲ့ဂျေးတစ်ခု Manchester City ရဲ့ပြိုင်ဘယ်သူမှအာဆနယ်ရဲ့ပြိုင်ဘက်အသင်းမှာအရန်ဖိနေရင်အာဆနယ်ဂျေးက160နာရီနေပြီးတော့ဒါကကျွန်တော်ကအခုဒါ160နိုင်အရှုံးလုံးနဲ့ပြောတာဟိုမှာကျတော့အလိုမဟုတ်ဘူးเนาะဟိုမှာအားလုံးသိတယ်ဒီဥရောပမှာတောင်းနေတဲ့ပုံစံကဘယ်နှစဘယ်နှစဆိုတော့ထားပါတော့အဲအဲ့ဒီကနေပြီးတော့ပဲဒီ Asian Bookie ကတကပုံစံပြန်ယူပြီးတော့ဒါဆိုရင်တော့ဖယ်ကြည့်ဆိုပြီးတွတ်ထားတာဆိုတော့ကျွန်တော်မြန်မာနိုင်ငံမှာကျတော့ Arsenal က အာဆနယ်ဟိုဘက်အတင်းကအရန်တက်နေအာဆနယ်က1ဝ90နိုင်သားနေ90နိုင်သားမှ80နိုင်သွားမယ်အဲ့မှာအဲ့လိုတက်နေရင်ဒါလောင်းလိုက်တော့ဆိုတာစောက်ပို့ကြီးအဲ့လိုဒါအဲ့လားဒါတော့ဘလုံးဝဲဆိုတာနှစ်ကွက်ပဲရှိတာဘာမှတွက်နေကြမလို့စပားစီလေးတွေကိုနှိုက်ပြီးတော့စုံစုံဒါလောင်းမှဆိုဒါလောင်းကျေးတူတာလောင်းကျေးတူဆိုတာဒီတပွဲကို100ပဲလောင်းနိုင်တယ်ဆိုတာတပွဲ100နုံး100ပဲလောင်းသွားတပွဲ1000ပဲလောင်းနိုင်တယ်ဆိုတာ ထောင်ပဲလောင်းသွားအဲဆိုလိုတာလောက်သွားသူအချိန်နဲ့သွားမျှမှာပဲအောက်ဆုံးကြံကလေးမမြင်ရင်လောက်ကြည့်ဆိုလိုတာအဲအဲ့လိုအဲ့လိုမျိုးပေါက်ပန်းသေးတွေရှောက်ပြောလို့မရဘူးခုဆိုတာဒါကျွန်တော်ပြောတဲ့အစီအစဉ်အတိုင်းပဲသွားကြတာဆိုတော့လုတ်ပွဲဆိုတာကဟိုလကားနေကိုနိုင်လိုက်ရင်လူလူစိတ်ဆိုတာအဲ့လိုပဲကိုနိုင်လိုက်ရင်ဘာမှမသိတော့ဘူးအားလုံးပြီးသွားရင်ကိုရှုံးလိုက်ရင်တနုံတနုံနုံနဲ့လုတ်ပွဲလို့သွားတာဒီလိုကြီးတော့မဟုတ်ဘူးနော်ဟိုဘလို့ သူကိုနိုင်တဲ့ဖက်မှာနေတဲ့သူကလည်းအဲ့အလုံးကြီးတွေမဝင်လဲနိုင်သွားတာပဲဗျာဆိုလိုတာကဘိုးကန်သုံးအပိုင်းကန်သုံးခွေ18ကြိမ်ရတယ်အဲ့18ကြိမ်မှာ15ကြိမ်ကအဲ14ကြိမ်ကမဝင်ဘူး3ကြိမ်ကဝင်တယ်အဲ့3ကြိမ်ဝင်တဲ့အခါမှာအဲ့3ကြိမ်နဲ့နိုင်သွားပြီဆိုကိုကဘာမှမသိတော့ပြီးသွားပြီအဲ့3ကြိမ်နဲ့ဝင်လာတော့မှမနိုင်ဘူးလို့ဖြစ်သွားရင်အဲ့အထက်ကစားသွားတာကျန်တဲ့15ကြိမ်ကိုချော်အောင်လုပ်သွားတာလို့အဲ့ဒါလူတွေရဲ့စိတ်ကအဲ့ဒါပဲ တခုခုမှာအဆင်မပြေတော့ဘူးဆိုရမယ့်ရှားတတ်တယ်အဲ့မှာအဲ့ဒီအတန်တွေထွက်လာတာပဲเนาะဆိုတော့ဒါတော့ဒီအနက်ပတိပိုကီနဲ့ပတ်သက်ပြီးတော့ဒီလောက်ဘွဲဆိုတဲ့အကြောင်းနဲ့ပတ်သက်ပြီးတော့ဒါအသုံးသက်တင်ဆက်ခဲ့တာဖြစ်ပါတယ်နောက်ကြုံကြုံလဲကြုံကြုံသူတို့ပြောဦးမယ်ဒီထက်အသေးစိတ်ပြောစရာဒီအများကြီးပဲဗျာ tennis မှာဘယ်လိုတော့လဲကျွန်တော်ဆိုမှာစာအုပ်တွေရှိတယ်အဲ့ဒီ formula တွေအတိအကျကိုရှိတယ်။ဒါဆိုထားပါတော့အဲ့ဒါကြီးကျုံရင်နောက်ထပ်ဟိုဘာဖြစ်အောင်လောဆယ်တော့ဒီလောက်ပါပဲကျေရှုအားပေးခဲ့ကြရတယ်။ football မှာဆိုတော့ပြည်သူများအားလုံးအထူးပဲကျေးဇူးတင်ပါတယ်